မင်္ဂလာပါထာဝရဘုရားထံတော်မှာဂိယူနာတော်တစ်ကိုခန်းစားရပြီမို့လို့ဘုရားခင်ရဲ့ကျေးဇူးတော်ချီးမွမ်းပါတယ်မိတ်ဆွေတို့ရဲ့တက်တာမှာလဲထာဝရဘုရားထံတော်မှာခန္ဓာစိတ်ဝိညာဉ်မဆကြင်အမျိုးမျိုးကိုခန်းစားရပါမိအကြောင်းလဲဆုတောင်းပေးပါတယ်ဒီမနက်မှာကျေးဇူးတော်အားဖြင့်ကျွန်တော်နဲ့တူနှုတ်ကပတ်တော်ဆင်ခြင်ဖို့ဘုရားခင်ပြင်ဆင်ပေးတဲ့အတွက်ထွမြော်ရကျမ်းအခန်းကြီး14အပိုင်းငယ်27ကိုဆင်ခြင်ဖို့ပြင်ဆင်ထားပါတယ်မောရှိသည် ပင်လေပေါ်မှာလက်ကိုဆန့်၍ဒါဝရပြားသည်တညလုံး၌အာကြီးသော အရှိလေအားဖြင့်ပင်လေရေကိုလှံပြန်၍မြေကိုပေါ်စေတော်မူသည်နှင့်ရေသည်ကွဲပြက်လျက်ရှိ၏ဒီနေရာမှာတော့ကျွန်တော်ပါတရိယဆင်ခြင်မိတယ်ဆိုလို့ရှိရင်ရေကွဲပြက်တယ်ဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်ငလင်လုတဲ့အခါမှာမြေကြီးတွေကွဲပြက်ပါတယ်အခုနောက်ဆက်တွဲအနေနဲ့ရေတွေဆုတ်သွားတယ်ဆိုတဲ့အကြောင်းလည်း ကြားရပါတယ်အဲ့ဒီအဖြစ်အပျက်တွေကိုမြင်တဲ့အခါမှာလူတွေကအံ့ဩပြီးတော့မှထူးဆန်းပြီးတော့မှ ပြောလို့မဆုံးနိုင်တဲ့သတင်းစကားဖြစ်နေပါတယ်တမချန်းစာမှာတော့ပင်လယ်ရေကွဲပြတ်ပြီးတော့မှဣတရေလလူမျိုးတွေကအဲ့ဒီပင်လယ်ရေကွဲပြတ်တဲ့နေရာကနေလမ်းလျှောက်ပြီးတော့မှတစ်ဖက်ကိုကူးသွားကြတဲ့အကြောင်းကိုတွေ့ရပါတယ်။ဒါကိုကြည့်တဲ့အခါမှာပင်လယ်ရေကွဲပြတ်ခြင်းက ဣတရေလလူမျိုးတွေအတွက်တော့လမ်းဖြစ်ပေမဲ့ဣတရေလလူမျိုးတွေကိုနှောက်ရှက်ဖို့ရန်လာကြတဲ့အဲဂုတုစစ်တပ်အတွက်ကတော့တင်းကြိုင်းဖြစ်သွားတယ်ဆိုတာတွေ့ရပါတယ်။ဘာကြောင့်လဲဆိုတော့ရာသခင်ကဣတရေလလူမျိုးတွေကိုကယ်တင်ဖို့ရန်အတွက်မောရှိအားဖြင့်စောင့်ကြင်းလာတဲ့အခါမှာပင်လယ်နီကိုနှစ်ချမ်းခွဲပြီးတော့မှဘုရားသခင်ကသူတို့ကို ပင်လယ်ရဲ့အလေကနေဖျက်လျှောက်စေခဲ့ပါတယ်။ရေကလည်းကွဲပြတ်နေပါတယ်။ ဲ့ဒီလမ်းအတိုင်းပဲအဲကုတ်တုလူတွေရှောက်လာတဲ့ခါမှချီးတက်လာတဲ့ခါမှရေက ပြန်ပိတ်သွားပြီးတော့မှသူတို့အားလုံးရေထဲမှာပဲတေကုန်ကြတယ်ဆိုတာတွေ့ရပါတယ်။တစ်ဖက်မှာကြည့်ရင်တော့ဘုရားသခင်ပြင်ဆင်ပေးတဲ့လမ်းတစ်ဖက်မှာကြည့်ရင်တော့တင်းချိုင်းဒါကိုကျွန်တော်သတိထားမိပါတယ်။ဒီနေ့ကျွန်တော်တို့ဖြစ်ပြနေတဲ့အမင်္ဂလာအမှုတွေကိုကြည့်တဲ့ခါမှာတချို့လူတွေအတွက်ကတော့အဲ့ဒီအမင်္ဂလာတွေက ကောင်းကျိုးမင်္ဂလာတွေဖြစ်စေတာကိုတွေ့ရပါလိမ့်မယ်။ဆိုလိုတာကဒီလိုခက်ခဲတဲ့အခြေအနေကြားထဲမှာသူတို့အတွက်အံ့ဩပွေရာဘုရားခင်မဆခြင်းကောင်းကြီးကိုခံစားရတဲ့တချို့လူတွေအတွက်ကတော့အဲ့ဒီတဘာဝဘေးအန္တရာယ်တွေကသူတို့အတွက်အမင်္ဂလာတွေဖြစ်သွားတာကိုတွေ့ရပါတယ်။ဒီလိုဆိုလို့ရှိရင်တချို့လူတွေအတွက်ကောင်းဖို့ဖြစ်ပြီးတော့တချို့လူတွေအတွက်ကတော့ဆိုးကျိုးခံစားဖို့ဖြစ်သွားတယ်လို့ ဒီလိုပဲနားလည်ရပါတယ်ဒါလည်းဘုရားသခင်ရဲ့အကြံစီဘုရားရဲ့အလိုတော်ပဲဖြစ်ပါတယ်ဘုရားသခင်ကိုသိတဲ့သူတွေအတွက်ကတော့ဘယ်လိုအမင်္ဂလာကားမှမလွှမ်းမိုးပါဘူးဘုရားသခင်ကိုရှာတဲ့သူတွေအတွက်ကလည်းဘယ်အမင်္ဂလာကားမှကိုယ့်အပေါ်မှာမကြောက်စေပါဘူးဘုရားသခင်ကအမင်္ဂလာတွေထဲကနေပြီးတော့မှ မင်္ဂလာကိုပေးတယ်ဆိုတာကိုသိဖို့လိုပါတယ်တဘာဝတရားကြီးကတော့သူ့အတူဖြစ်ပျက်နေမှာပဲဖြစ်ပါတယ် ထိတ်လန့်ပွေကောင်းတဲ့အခြေအနေတွေကလည်းအမြဲရှိနေမှာမှန်ပါတယ်အဲ့ဒီထိတ်လန့်ပွေကောင်းတဲ့အခြေအနေတွေဘေးဆိုးတွေကြားထဲမှာကျွန်တော်တို့ကဘေးဒုက္ခအမျိုးမျိုးကိုအလူးလဲခံစားဖို့ရန်အကြောင်းမရှိဘူးဆိုတာကိုနားလည်ဖို့လိုပါတယ်ချို့လူတွေအတွက်ကတော့တဘာဝတရားထဲမှာလောကဓာတ်တရားထဲမှာအလူးအလိမ့်တွာလာခံစားကြတာပဲဖြစ်ပါတယ်ကျွန်တော်တို့လည်းလူသားမို့လို့ဒီလောကဓာတ်တရားတွေထပ်တူထပ်မြတ် ုံတွေ့ရမှာပဲဖြစ်ပါတယ်သို့တော်လည်းပဲဘုရားသခင်အတူရှိနေခြင်းကကျွန်တော်တို့အတွက်အဲ့ဒီလောကန်တရားတွေဆိုတာကောင်းကြီးမင်္ဂလာအဖြစ်ကြောင်းလဲသွားစေမှာပဲဖြစ်ပါတယ်ဘလောက်ခက်ခဲတဲ့အခြေအနေပဲမဆိုကျွန်တော်တို့အတွက် မင်္ဂလာရှိသောအရာတွေဖြစ်သွားမှာပဲဖြစ်ပါတယ်ဒါကြောင့်ချစ်တော်မိဘညီကိုမောင်တို့အာမင်္ဂလာလို့မတွေးဘဲနဲ့ဘုရားပြုတဲ့အမှုဘုရားခင်ကျွန်တော်တို့ကောင်းဖို့ပြုနေတယ်ဆိုတာကိုတွေးပြီးချီးမွမ်းဖို့လိုပါတယ် ပင်လေကြီးနှစ်ချမ်းကွဲသွားပါတယ်။ဣတေလလူမျိုးတွေအတွက်ကတော့ဖျက်လျှောက်ဖို့လမ်းဖြစ်ပါတယ်။အေဂိုတူစစ်သားတွေအတွက်ကတော့တင်းကျိုင်းမြေဖြစ်သွားပါတယ်။အဖြစ်ပြက်ကတခုတည်းအခြေအနေကတခုတည်းပဲ။ဒါပေမဲ့ကြိုးရလက်ကတော့မတူဘူးဆိုတာကိုသိရပါတယ်။ချစ်တော်မိဘညီကိုမောင်နှမတို့ခက်ခဲတွေပြဿနာတွေကြားထဲမှာဖျားသခင်ထံကနေကောင်းကျိုးချမ်းသာကိုရပါစေလို့ဆုတောင်းပေးပါတယ်။ဒီနေ့နှုတ်ကပတ်တော်အားဖြင့်လည်း မိษွေတွေရဲ့အသက်တာမှာဝမ်းနေခြင်းတွေကနေဝမ်းမြောက်ခြင်းစင်းရဲခြင်းတွေကနေကြွယ်ဝခြင်းမျောလင်းချက်မဲ့တဲ့အခြေအနေတွေကနေမျောလင်းစရာဖြစ်ပါစေလို့လဲတောင်းဆုပြုပါတယ်ဆုတောင်းကြပါစို့ကောင်းမြတ်တော်ဘုရားကိုရုကိုယေရှုတင်ပါဒီနေ့နှုတ်ကပတ်တော်အားဖြင့်အရောက်တိုင်းရဲ့အသက်တာကိုကိုရုရှင်တိုးထီတော်မူပါတချို့တွေအတွက်လမ်းဖြစ်ပေမဲ့တချို့တွေအတွက်ကတော့တင်းကြိုင်ဖြစ်ပါတယ်တချို့တွေအတွက်ကတော့အမင်္ဂလာဖြစ်ပေမဲ့တချို့တွေအတွက်ကတော့မင်္ဂလာရှိသွားပါတယ် တချို့တွေကတော့ဆုံးရှုံးခြင်းလို့ပြောပေမဲ့တချို့တွေအတွက်ကတော့ရယူသိမ့်ပိုက်ခြင်းဖြစ်တယ်ဆိုတာကိုသိရပါတယ်။အဖြစ်ပြက်တစ်ခုအခြေအနေတစ်ခုကိုလူတိုင်းကြုံတွေ့ရပေမဲ့ရလက်ချင်းမတူတဲ့အတွက်ကိုရောကိုရှာသောကျွန်တော်ရဲ့အသက်တာမှာကောင်းကျိုးမင်္ဂလာဖြစ်စေပါ။ကျွန်တော်အားဖြင့်လည်းသူများစွာကောင်းကြီးခံစားဖို့မဆပါ။ယေရှုတင်နဲ့ယနေ့ဒီအသက်ရှင်ခွင့်ပေးလို့ယေရှုတင်နဲ့ကိုယ်ရဲ့ကောင်းမြတ်ခြင်းကိုခံစားစေလို့ယေရှုတင်နဲ့ဆက်လက်ပို့ဆောင်လမ်းပြတော်မူပါ။ကိုရှင်ဖျား နားမတော့ပုံကြီးပါစေဒီနေ့နှုတ်ကပတ်တော်ကြားရတဲ့မိသားစုဝင်အယောက်တိုင်းပေါ်မှာကိုရောရဲ့လက်တော်ရှိပြီးဆက်လက်ပို့ဆောင်ပါမည်အကြောင်းသခင်ယေရှုနာမ၌တနေ့တာကိုဆက်ကအနံဆုတောင်းပါ၏အာမင်